မင်္ဂလာပါဒီနေ့ပြောရမယ့်အကြောင်းအရာတကယ်ကိုအောင်းဆရာကောင်းပါတယ်တချိန်ကတိဘက်မင်းရွှေတွေအချင်းချင်းညင်းကုန်နေကြတယ်မင်းသီအိုရီရမှန်တယ်လို့မထင်ဘူးဟမ်မင်းရလည်းလုံးလုံးမနေတာပဲဒီလိုအငင်းဖွားနေတော့ Kaiser Pet ဆိုတဲ့ပညာရှင်တယောက်ပေါ်လာတယ်သူကဘသူကမှမတွေးထားတဲ့အရာတစ်ခုရှာဖွေသိရှိခဲ့ပါတယ်ဒါကတိဘက်လောကကိုလုံးလုံးလည်လည်လဲပယ်လိုက်တဲ့ရှာဖွေတွေ့ရှိမှုတစ်ခုပါဒီနေ့ကျွန်တော်အဲ့ဒါကိုရေရွရှင်းရှင်းနားလည်အောင်ပြချပေးတော့ပြင်စင်တာပါခေါင်းနည်းနည်းတော့ကြိုက်နေပါလေဗျာကဲအရင်ဗီဒီယိုတွေမှာပြောခဲ့လဲတစ်ချက်ပြန်ကြည့်အောင် Kaiser Pet ကပြောခဲ့တယ် သူကအရင်ရှင်းတဲ့ဇာတ်လမ်းပြောခဲ့ပါတယ်။တခုတည်းတော့အမုံလေးတခုရဲ့သူရှိတဲ့နေရာနဲ့သူရှိတဲ့အချိန်ကိုအချိန်ထဲမှာထိထိကျကျတိုင်းတောင်လို့မရနိုင်ဘူး။နားလည်လား။ဆိုလိုတာကအမုံလေးဘယ်မှာရှိနေလဲဆိုတာကိုတိကျစွာသိချင်ရင်သူ့ရဲ့အရှင်ဘလောက်ရှိလဲဆိုတာကိုမသိနိုင်တော့တနည်းအားဖြင့်အရှင်ကိုတိကျစွာသိချင်နေရာကိုမသိနိုင်တော့ကျွန်တော်ပြရမှာခင်နေလိမ့်မယ်။ဒါဆိုစောတို့တဲမှာရေးထားတာပါလေ။တွေ့ချက်လို့ရတယ်လို့ဆိုထားတယ်ဟော။ကောင်းနိုင်မင်းကမှာအဖြေရတော့နှစ်ခုစလုံးမှန်ပါတယ်။ ဟိုင်ဇာဘာလည်းမမအောင်စာအုပ်တွေထဲမှာရေးထားတာလည်းမမအောင်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲဆိုတော့စာအုပ်တွေထဲမှာဟိုင်ဇာဘတ်ရဲ့ဒီနီယာမှာပဲပါပါတယ်ဒါပေမဲ့သူပြောတာကခင်ဗျားတို့တစ်ခုကိုရွေးချယ်ရမယ်တစ်ခုစလုံးတစ်ပြားနဲ့မရနိုင်ဘူးဥပမာပေးရရင်နေရ position ကိုတိကျအောင်ရှာမယ်ဆိုရင်အချိန် momentum ကိုမသိတော့ဘူး အချိန်ကိုတီးကြအောင်ရှာမယ်ဆိုရင်နေရာမတိတော့ဒါကမလွဲမတေဖြစ်မှာနည်းနည်းလောက်ရှုံနေသေးရဆိုရင်အရင်မီဒီကိုပြန်သွားကြည့်ပေးပါအဲ့ဒီအဲ့ဒီမှာအခြေခံကနေရှင်းပြပေးထားပါတယ်ဥပမာအနေနဲ့ပြောရင်ဒါကဗာတဲ့လူလဲဆိုအမောင်ထဲမှာပိုးကောင်ပိုင်းရတာလည်းတို့ပါတယ်ပိုးကောင်ရဲ့နေရာကိုတိတ်ချမြင်ရဖို့ခမားအဲ့မီထွာရရမယ်ဆိုတော့အဲ့ဟဲလင်းကြောင်ပိုးကောင်ကချက်ချင်းလှုပ်ရှားပြီးထပ်ပြေးသွားမှာအလင်းကိုမတုံးတော့ကတော့ဘယ်မှမှမဟုတ်ပါဘူးတနည်းတော့ရင်ပိုးကောင်ထပ်ပြေးသွားမှာ အဲ့ဒီတော့ပိုးကောင်ကဘယ်နေရာမှာရှိတယ်ဆိုတာကိုခမည်းသိသွားပြီမဲ့သူ့ရဲ့အချိန်နဲ့လမ်းကြောင်း momentum ကို မိမောင်တွက်လိုက်တယ်နဲ့တိကျမှာတော့မဟုတ်တော့ပါဘူးဒါကြောင့်တိကျတဲ့တန်ဖိုးကိုရဖို့ဆိုရင်တစ်ခုကိုခဏလောက်ဆုံးလိုက်ရမှာဒါပေမဲ့ဖြစ်နိုင်ချေ possibility လောက်ဆိုရမှာပဲဗျာလို့လက်ခံနိုင်တဲ့သူတွေအတွက်တော့လမ်းညွှန်တစ်ခုရှိပါတယ်အဲ့ဒါအဲ့ဒါကတော့ classic physics နဲ့ quantum mechanics နဲ့ခုကိုရောရောတမဝင်လောက်လိုက်တာပါ quantum mechanics ကဘာပြောလဲအမှုံတွေမှာ mass gravity ရှိတယ် mass ရှိရင် momentum ရှိတယ်အချိန်ဆိုတာ line အလေအ wavelength နဲ့ရောင်မြန်ထိုးကြတယ် ဆိုလိုတာကလိုင်းရလေးကသေးလေးလေးအရှင်ကကြီးလေးလေးပေါ့ဒါပေမဲ့နျူတန်ကတော့သူ့ရဲ့ classic vision မှာ mass ကြီးအရှင် momentum လည်းကြီးတယ်လို့ပြောခဲ့ပါတယ်ဒီနှစ်ခုကိုပေါင်းကြည့်လိုက်အောင် mass ကြီးလေးလေးလိုင်းရလေးကပိုပြီးသေးလေးလေးပါပဲဒီအချက်ဟာဘာကိုရှင်းပြလဲဆိုတော့ကျွန်တော်တို့မျက်စိနဲ့မြင်နေရတဲ့ဘောလုံးကိုအရာဝတ္ထုကြီးတွေရဲ့ line တပါဘော wave nature ကိုဘာလို့မမြင်ရတာလဲဆိုတာကိုအဖြေပေးပါရစေ။ဘာလို့လဲ။ဘောလုံးတစ်လုံးရဲ့ drift mask ကခြေလုံးတို့ရဲ့ line လေးက မီတာရဲ့ trillion ပေါင်း trillion မကတင်းငယ်နေလို့ပါဒါပေမဲ့ Atom ရဲ့ breakthrough ကနည်းနေတော့သူ့ရဲ့ line and layer ကကြီးပါတယ်ဒီတော့ Atom ရဲ့အချိန် momentum ကိုတော့ပြနိုင်ချေရလိုက်ခမန်းလို့ရပါပါပြီဒါကိုရဖို့ဆိုရင်အမုံကို line wave လို့တမ်းမရပါဘူးတကယ်တော့အမုံတစ်ခုမှာ line တဘာဝ wave နဲ့အမုံတဘာဝ particle နဲ့မျိုးစုံလုံးရှိပါတယ်အချိန် momentum ကိုသိချင် line လို့သဘောထားနေရာ position ကိုသိချင်အမုံလို့သဘောထားရပါမယ်ဒီနှစ်ခုစလုံးရဲ့ပြနိုင်ချေကိုသိချင်စံစပင်းရဲ့အချက်ပြုတ်ထားတဲ့ပြုတ်ချံပြုတ်ကျွဲ mixture ကိုနားလည်ရတော့ပါမယ်ကဲ okay. အမွန်စွန်နာလောလောရအောင်အမွန်တခုဟာလိုင်းရလေရမတူညီတဲ့လိုင်းရမျိုးမျိုးကိုထုတ်လွှင့်ပါတယ်ဥပမာဖိုတွန်ကနေအယောင်စုံအလင်းတွန်းနေထွက်လာသလိုပေါ့ rainbow ပြောချင်တာပါအဲ့ဒီလိုင်းရလေရမတူတဲ့လိုင်းတွေအားလုံးကိုပေါင်းစပ်လိုက်ရင်ဘာဖြစ်မလဲလိုင်းထွေတွေတန်းနေတဲ့နေရာမှာလိုင်းအပေါ်ကြီးလာမယ်တန်းမနေတဲ့နေရာတွေကပြားသွားမယ် ဒီလိုလုတ်သွားရင်လည်းကျွန်တော်တို့ဟာ line ထုတ် wave packet လို့ခေါ်တဲ့အရာကိုရလာတယ်။အဲ့ဒီ line ထုတ်လေးဟာပဲကျွန်တော်တို့ရဲ့အမုံငယ်လေးဖြစ်ပါတယ်။ဒါပေမဲ့ဒီ line ထုတ်ကိုဖန်တီးဖို့အတွက်ခင်ဗျားဟာတီချမ်စာတင်တွေကိုဆွလွှဲရပါမယ်။ဘာလို့လဲဆိုတော့ line ထုတ်ရေးတော့သူ့ရဲ့နေရာ position ပေါ်လက်ညှိုးထိုးပြလို့မရတော့ပါဘူး။ဒီ line ထုတ်တနေရာရာမှာတော့ရှိတယ်ဆိုတာပဲသိနေတယ်။ဒါအပြင် line အများကြီးပေါင်းဆက်ထားအောင်လို့ ဘယ်လိုင်းတော့အရှိန် movement တက်ဖြစ်နေတာလဲဆိုတာကိုပြည်ကြားကြားပြောလို့လည်းမဖြစ်နိုင်တော့ပါဘူးဆိုတော့ညကုံချိုးရရင်ဟန်ဇယ်ဘက်ရဲ့မတိချမှုညမှာကအလုပ်လုပ်တယ်ညကိုသိရင် line essay ပိုင်း wave pieces ကိုတတိလေးယူလိုက်ရင်အရှိန် movement တမှာမာယွင်းမှု error တွေပေါ်လာလိမ့်မယ် line ကိုအကြီးကြီးယူလိုက်ရင်တော့အရှိန်ကိုသိဖို့အဲ့ area မှာ line ကြီးယူတဲ့မှာအမှုတွေရဲ့နေရာ position ကဘယ်မှာလဲဆိုတာမတိချမှု uncertainty ဖြစ်သွားမယ်ဒီလိုဆိုဒီ area ကိုဖိပြီးဘာလို့ရမလဲ ဘာလို့ရမလဲဆိုရဲမျိုးကကျွန်တော်ကိုကျွန်တော်တို့ဘာလို့အသက်ရှင်နေရလဲလို့ပြန်မေးလိုက်တယ်လို့ပါလို့ဗျာစရပါဒီလိုလေးဝက်ချက်တွေကိုတည်ရင်စัจ java ရာ universe ဘယ်လိုစတင်ခဲ့တယ်လဲအရာ အလုံးဘယ်ကနေစခဲ့တာလဲဆိုတာနားလည်နိုင်လိမ့်မယ်အနာဂတ်မှာ quantum လောကနဲ့ဆက်စပ်တဲ့နည်းပညာတွေတည်ဆောက်နိုင်ရင်ဒုတာမျိုးနဲ့ကို Newton ရှင်ကနေကယ်တင်နိုင်မှာလည်းဖြစ်တယ်ဘယ်သူသိမလဲ quantum လောကမှာဘယ်လိုလေးဝက်ချက်တွေရှိနေတယ်လဲဆိုတာမျောလင်းချက်ဆိုတာအရာရာတိုင်းကိုဖြင်းပြစေတာပဲရှာဖွေတိရှိတွေကခမည်းဖြစ်လာမလား ဘသူသိမလဲမသွားခင်ခင်ဗျားတို့အတွက်ဒီစကားလေးပြောချင်ပါတယ်အခက်အခဲတွေကနေဖတ်ပြဖို့ဆိုတာလည်းကိုပါတယ်ဒါပေမဲ့ဘဝရဲ့ခန္ဓာတိုင်းကစမ်းတက်ချက်ပါပဲကြောက်တက်တဲ့လူတွေဟာဘဝမှာဘာမှမရကြအောင်ရဲရဲရင်ဆိုင်တိုက်ပွဲဝင်တွေရဲ့ခြေလန်းအောင်မှာစัจ java ရတစ်ခုလုံးရှိနေတယ်ကျေးဇူးတင်ပါတယ်